ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမြမပြီးချန်ပီယံဟောင်းသွေးအကြသွေးသစ်ဝင်လိုက်ဟာလက်ဝေကြိုးဝိုင်းတဲ့စီကိုတကြောပြန်လဲဝင်ရောက်ဖို့အတွက်စိတ်ကူးရှိနေပြီလို့သိရှိရပါတယ်ခင်ဗျာသွေးသစ်ဝင်လိုက်ဟာဒဏ်ရာပြဿနာတွေကျန်းမာရေးပြဿနာတွေကြောင့်ကစားသမားဘဝကနေအနာဟုသွားကြတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့သူ့ရဲ့ဒဏ်ရာပြဿနာတွေကျန်းမာရေးအခြေအနေတွေစိတ်ချရတဲ့အခြေအနေတစ်ခုစီကိုပြန်ရောက်ရင်သွေးသစ်ဝင်လိုက်က လက်ဝေပွဲတွေပြန်ထိုးဖို့စိတ်ကူးရှိနေတဲ့အတွက်တကြော့ပြန်တွေးတင်ဝင်နိုင်ကိုပြန်မြင်ရနိုင်တယ်လို့သတင်းစကားတွေကြားသိလာပါတယ်ခင်ဗျဟုတ်ကဲ့ပြည်သက်တွေကလည်းတကြော့ပြန်တွေးတင်ဝင်နိုင်ကိုမြင်ကျင်တယ်လို့ဆန္ဒပြုတောင်းဆိုနေကြပါတယ်ဒီတော့တွေးတင်ဝင်နိုင်ဟာကျိုးဝိုင်းနေတဲ့စီကိုပြန်ရောက်လာလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြရတော့မှာပါခင်ဗျနှစ်90ပြည့်ကရင်ပြည်နယ်နဲ့အထိတ်မှတ်မြမရွာလက်ဝေစင်ခေါ်ဝဲကျင်းပနေတဲ့တုန်းကတွေ့တဲ့ဝင်လာဟာ အဲ့ယူအလောက်စင်ခေါ်ဝဲစီကိုရောက်လာခဲ့တယ်ပြီးတော့ကျိုးဝိုင်းတဲ့ကိုတက်တယ်လက်ဝေးဟန်ကြီးပြသွားခဲ့တယ်တွေ့တဲ့ဝင်းနိုင်ကပွဲထုံးနိုင်တဲ့အနေထားတရက်မှာရှိနေသေးတာကြောင့်လက်ဝေးကျိုးဝိုင်းတဲ့စီကိုတွေ့တဲ့ဝင်းနိုင်ပြန်ဝင်လာရင်အောင်မြင်မှုတွေတကြောပြန်ရရှိနိုင်တယ်ဆိုပြီးတော့ပြည်သက်တွေကမှတ်ချက်ပေးနေပါတယ်ခင်ဗျတွေ့တဲ့ဝင်းနိုင်ဟာဝမ်ဘတ်ကိုသွားပြီးတော့ပွဲထိုးခဲ့တယ်ဒါပေမဲ့သူဟာမြမယူအလောက်ဝင်းမှာတော့ဝမ်ဘတ်မှာတော့ရလက်တွေမကောင်းခဲ့ပါဘူး တကယ်လို့သွေးသွေးဝင်လိုက်တာပြန်ကစားဖြစ်ခဲ့ရင် BGFC နဲ့မြန်မာပြည်ကလောက်ဝေးအဖွဲ့ချုပ်တို့ကအခုချိန်မှာပေါင်းစည်းလိုက်ပြီးဒီတော့ BGFC ခေါင်းစဉ်ဘက်ကိုသွေးသွေးဝင်လိုက်ရောက်သွားနိုင်ချေရှိတယ်လို့လည်းခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်ခင်ဗျ BGFC ရဲ့အမတ်စိတ်တန်တမန်တော်မျိုးဖြစ်နေတဲ့ဒေဝကလည်းသွေးသွေးဝင်လိုက်တာအမှန်တကယ်ပြန်ကစားခဲ့ရင် BGFCC ကိုအရောက်လာဖို့ပေါ့လေဖိတ်ခေါ်တာတွေရှိကောင်းရှိလာမှာပါလက်ရှိမှာထွန်းထွန်းမင်းနဲ့သူ့ရဲ့ညီထွန်းမင်းနိုင်လို့ဆိုရင်လည်း BGFC ဘက်ကိုရောက်ဖို့ရာခိုင်နှုန်းများနေပါတယ် ကုပြောင်းသွားဖို့အရေးယောင်နေလဲမြင်တွေ့နေရပါတယ်ခင်ဗျာတွေ့တွေ့ဝင်လာကအစောပိုင်းတော့ကတော့ကစားသမားဘွားကနေသူအနားယူပြီးပြီးဘန်မှာကုံစုံဆိုင်လေးဖြွင့်ပြီးတော့ဘွားကိုဖြတ်သန်းသွားတော့မယ်လို့ပြောထားခဲ့သူပါခင်ဗျာလက်ရှိမှာတော့သူကကျိုးဝိုင်းတဲ့စီကိုတကြောပြန်လဲလာရောက်မယ်လို့စကားတန်လေးထွက်လာခဲ့ဖြစ်လို့တကြောပြန်သွေးသွေးဝင်လိုင်းကိုပြန်မြင်ရလေတော့မလားဆိုတာကျွန်တော်တို့စောင့်ကြည့်စရာကောင်းနေပြီဖြစ်ပါတယ်ခင်ဗျာ BKFC ကလည်း2026ခုနှစ်ကိုရောက်ရင်ပြိုင်ပွဲတွေအစပြုလုပ်မှာဖြစ်လို့ အဲ့ဒီအချိန်နဲ့အချိန်ကသွေးသွေးဝင်လိုက်တာပြန်လာခဲ့မယ်ဆိုရင်တကယ့်ကိုရင်ခုန်စရာကြီးဖြစ်လာတော့မှဖြစ်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ